ေမေပဲမလဲမေ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 ပဲမလဲနောင်ဖူးလေးကဖူးငယ်ကို မတွေ့လို့ဝမ်းနဲ့တကြီးငုံနေရင်သူ့ရဲ့အမေကိုရှာနေတဲ့ပုံမှာပဲချက်ချင်းပဲအမောင်သူတဲကနေလက်တစုံကနောင်ဖူးလေးကိုလာရောက်ထွေးပွေးလိုက်တာကြောင့်ကလေးကငိုတိတ်သွားခဲ့ရတော့တာပေါ့ငိုပါနဲ့တားလေး မိမိဒီမှာရှိတယ်မိမိဘယ်မှမတော်ဘူးငူပါနဲ့ဒါလေးရဲ့မိမိဒါလေးနားမှာရှိတယ်လို့ဖူးငယ်ရဲ့မျက်နှာက ဖြူဖြော့နေပြီးနူးရက်နဲ့အတန်တွေနဲ့တားငယ်လေးနောင်ဖူးကိုချော့မြူရင် ထွေးပွေ့နေခဲ့တာလည်းဖြစ်ပါတယ်ဒေါ်နန်းကအကြိမ်ကြိမ်လန့်ခေါ်နေပေမဲ့ဖူးငယ်ကတော့ဘာမှတုံ့ပြန်ခြင်းမရှိပဲကလေးကိုယ်တာထွေးပွေ့နေခဲ့တာဗျတူမအိမ်ထဲမှာရှိနေတာတောင် ခေါ်တာကိုဘာလို့ပြန်မထူတာလဲဆိုပြီးဒေါ်နန်းတယောက်တွေးနေခဲ့တာပေါ့နောက်ဆုံးမှာတော့မျက်နှာတစ်ခုလုံးကဖြူဖြွတ်နေကမျက်လုံးတွေကလည်းဖြူဆွတ်နေပြီးကြောက်စရာကောင်းတော့အောင်ယွယွန်းနေတဲ့မျက်နှာနဲ့ဖူးငယ်ကဒေါ်နန်းစီကိုလှမ်းကြည့်လိုက်ပါတော့တယ်ဖူးငယ်ရဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့မျက်နှာကိုမြင်လိုက်ရတဲ့ဒေါ်နန်းမှာတော့ရိုးရိုးရဲ့ထိတ်လန့်ကချောင်းကြည့်နေရာကနေနောက်ကိုတွတ်ဆုတ်သွားခဲ့ရတော့တာပေါ့